အားလုံးမင်္ဂလာပါရှင်ကျွန်မတပတ်စကတ်ကလေးဒီနေ့ဆော့ဆော့တင်ပြတာပေါ့နော်ညာဘက်ဒီကျော်တော့ဒီကတော့လေးတိတ်မအားတော့ပေါ့နော်စရက်စတလာမှာစလေးရစတလာအထီပေါ့နော်တပတ်စကတ်ဖြစ်ပါလေဒါလေးကတပတ်စကတ်ပေါ့နော်ဒီကောက်ကတော့ကျွန်မလေးအတစ်ကလေးလုပ်ပြီးတိုင်းတလား နည်းနည်းပါနော်အတိတ်တို့ပေးထားပါတယ်ကျွန်တော်ရဲ့တက်ကလေးကအာတနင်းလာလာနဲ့ကာပေါ့နော်လာကမှာ3ရှစ်ပေါ့နော်3ရှစ်အရှင်းရှိပါမယ်ထုံးစံအတိုင်းဦးမကျော်ပေါ့နော်ဒါမဲ့ပြီးခဲ့ပါကတော့တောက်ချာနေမှထွက်တော့ပါတယ်လေးရနော် ဟိုမကျော်ကအမ်6တလုံးဖြစ်ပါတယ်နော်ဟိုမကျော်က6တလုံးလာနဲ့အင်္ဂါမှာ3ချစ်ဝမ်းချင်းပေါ့နော်တနင်္လာသမုတ်အင်္ဂါမှာ3ချစ်ဝမ်းချင်းဥမကျော်က6တလုံးမပြောက်ကနံတပတ်စာမပြောက်ပါနော်တပတ်စာထည့်မရတော့ပါဘူးမပြောက်ကနံများကခွန်6 8 9 နှစ်သုံးပေါ့နော်ကွန်ရှောက်နှစ်သုံးကမပြောက်ပါဘူးอืมနောက်တစ်ခုကတပတ်စာခွေပေါ့နော်တပတ်စာခွေရမှာကနှစ်ကိုခွန်နှစ်ကိုခွန်ပေါ့နော်ဒီတဒီလာကလीစစ်တလာပိုင်းဖြစ်တဲ့အတွက်အပူးပေါ့နော်အပူးတွေအပတိုင်းလို့ဆင်းပြီးမယ်လို့ထင်ပါတယ်ပြီးရောပြီးခဲ့တဲ့ อปักกะบ่เนาะพี่แกปักกะแหละไอ้โหลเว้ยอ่าตัวอปูบ่รู้บ่แม่นเอาเป็ดปูโหลอแลปูโหลไอ้โหลปုံมันไม่ไปชินตัวได้ด้วยอปูดิเอาปัดดิได้มาเลยตัวชะปีกางชะปีไหนเลยบ่เนาะไอ้โหลเนี่ยปีเองเบรกตัวสาเบรกกะอาตုံญาเบรกอาตုံญาเบรกဖြစ်ပါတယ်ပြန်တွဲလုံးပေါ့နော်ဒါကတော့ခေါင်းမစားပါနဲ့ငါးတုံညာပြိဿတကယ်တော့ ့တကွက်ချင်းထိုးခြင်းလဲ90ထက်တွင်တို့မထိုးရင်လဲအပူပေါ့နော်ဟိုဘက်ဒီဘက် အပူပေါ့နော်အဲ့လိုပုံစံမျိုးထိုးရမှာပေါ့နော်အဲ့လိုလဲဟိုတစ်ဘက်တောင်းကရှောက်ရှောက်ထွက်တဲ့ဘက်တောင်းကကျွန်မရတဲ့အဲဗရိတ်ပေါ့နော်ဗရိတ်ကအဲ့လိုပဲရှောက်တိရှောက်တိဗရိတ်အဲ့မှလည်းရှောက်ရှောက်ကိုတက်တက်ကိုထွက်တာပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်ဒီလိုအပူချပေးတဲ့ဗရိတ်မျိုးဆိုရင်အပူလေးထည့်ပြီးထိုးပါဒါမှမဟုတ်တကယ်လို့ထိုးခြင်းလည်း50ပေါ့နော် ကန်ပေါ့နော်ပိုင်းလည်းပတ်မပိုင်းလည်းနေပေါ့နော်အဲ့လိုပုံမျိုးနဲ့ထည့်ဆော့ရမှာပါနောက်ပြီးရင်ကျမပေးနေကြ6ကွ6ခွန်7 3 8ရဲ့4 9ရဲ့အဲ့နေ7ရဲ့9ခွန်ရဲ့ပေါ့နော် ဒါလေးကတော့ထုံးစံနိုင်ကိုရပရိယာရင်ပရိကလေးနဲ့ဒါမှမဟုတ်ဒီလိုတွဲပေါ့နော်အဲ့လိုပုံစံမျိုးတော့မျိုးတစ်ခွက်ချင်းတည်ဆိုရင်လျှောက်ကွက်ပဲထိုးအောင်ပါပေါ့နော်အာအဲ့လားမျိုးပါနောက်ပြီးညီမပေးရှင်တယ်ရ3အာခေါ်3 5ခေါ်အာ ဒါလေးတွေလည်းနမူနာအစ်စ်အနေနဲ့ကျွန်မထည့်ပေးခြင်းဖြစ်ပါတယ်ဒီလိုတမျိုးပုံမှန်မျိုးတွေလာလဲဆိုရင်အပူးတွေပါလေလာတတ်တယ်ဆိုတော့သင်္ကေတပေါ့နော်ကျွန်မပြောချင်တာကအဓိကကပါလဲဆိုရင်မြန်မာပါဝါထည့်စော်ပါနော်မြန်မာပါဝါမြန်မာပါဝါထည့်စော်ရပါမယ်မြန်မာပါဝါက90ရေး လီကိုရေပေါ့နော်ကျွန်မကမန်းပေးထားတာအဲ့တော့90နဲ့လီကိုထည့်စောပါညမပါပါနော်ဒါချက်မရေးပြီးတော့ပါဘူးအာဒီထဲမှာဆိုရင်နှစ်ခွန်လို့ဒီမှာဆိုလည်းနှစ်ခွန်လို့ပေါ့နော်အာအဲ့လိုမျိုးပါညမပါပါပေါ့နော်ညမပါပါကိုမမိပါနဲ့ဒါလေးကတော့ထုံးစံအတိုင်းဒါလေးကတော့ဟိုတပတ်စာကတ်ကလေးပေါ့နော်ကျွန်မအာ အရင်တော့ကကြည်မယ်ဆိုရင်သူကဗုဒ္ဓဘုမကျော်အော်တလုံးရယ်ကျွန်မခိုင်းပြနေကြဆိုင်လေဗုဒ္ဓဘုကျော်တလုံးတော့ပြီးရင်မပြောက်ကနန်းပြီးရင်တပတ်စာခွေးပြီးရင်ပရိတ်ပေါ့နော်ပရိတ်လေးလုံးကျွန်မဒီ channel လေးကအမြဲတမ်းတင်နေကြပါတော့ပြီးရင်ဒီအကွက်ပေါ့နော်ဒီတွဲလုံးလေးပေါ့နော်တွဲလုံးလျှောက်ပွက်ပေါ့နော်သူကအဲ့လိုမျိုးကျွန်တော်ပေးနေကြရှိပါတယ်ကျွန်တော်ထပ်ပြီးရော update လေးလုပ်ပေးတာတဲ့ဟာဘာလဲဆိုတော့အာမိတ်ဆွေတို့ထိုးလို့ ထိုးရတာပေါ့နော်ကိုမဝိုင်းချင်းမရှိတာဖြစ်ဖြစ်အပိုင်းကနန်းတစ်လုံးရှိတာမျိုးပဲဖြစ်ဖြစ်တင်းလာအင်က၄နှစ်မှဒီ၃နှစ်၈ကနှလုံးနဲ့တစ်လုံးကချင်းတည်ပေါ့ပေါ့နော်လာပြီးပါလိမ့်မယ်အဲ့ဒီခါကျတော့မပြောက်ကနန်းနေတယ်မှာ၃ဆိုတော့၃ကိုဦးစားပေးပေါ့နော်တင်းလာနေမှာ၃တစ်လုံးကိုဦးစားပေးပြီးတော့ထိုးရပါမယ်အဲ့တော့၃တုံးကိုကဦးစားပေးပြီးတော့တကယ်လို့ထိုးမယ်တွဲပြီးတော့ထိုးမယ်ဆိုရင်1 3လို့ပေါ့နော်အာ တစ်သုံးလို့နောက်ပြီး30လို့ပေါ့နော်အဲ့လိုမျိုးလေးစော်ပါဒီမှာဆိုရင်353ခွန်ပေါ့နော်3 2 3 6 3ခွန်အဲ့လိုပုံစံမျိုးလေးပေါ့သုံးကိုတကယ်လို့ကြိုက်လို့သုံးသုံးကိုထိုးမှဆိုရင်လည်းကြောက်อืมဝိုင်းခိုင်းထားတဲ့သုံးနဲ့ဆိုင်နဲ့မွေးမွေးခွက်ပါနော်သုံးနဲ့ဆိုင်နဲ့မွေးခွက်တည်ပြီးရမယ်ဆိုရင် သုံးတဲ့ဆိုင်နဲ့ကဏ္ဍကိုကျွန်မချက်ရေးပေးလိုက်ရမယ်။ချက်ရေးပေးရင်လည်းမျက်စိတွေတော့ကုန်လိမ့်မယ်။အေးကဲဒါတော့တပတ်ဆက်ကပ်ပါနော်။တပတ်ဆက်ကပ်လို့ဒါလေးပဲထောက်လိုက်တာ။ Okay ကျွန်မတနေ့ကနေတိုက်ပေါ့နော်။ဒီတိုင်းကနေတိုက်ဈေးခွက်ကလေးလည်းကျွန်မချက်ရေးပါမယ်။တနေ့ကနေတိုက်ဈေးခွက်ထဲမှာကျွန်မသုံးသုံးတဲ့ဆိုင်နဲ့ကဏ္ဍနဲ့ရေးပေးမယ်ပေါ့နော်။ဒါလေးက၁၀ရက်၁၇လ လာနေတိုက်ပေါ့နော်လာနေတိုက်ဖြစ်ပါတယ်လာနေတိုက်ရွှေ education လေးပါ join channel လေးကိုကြိုက်တယ်နှစ်သက်တယ်ဘောကြရည်ဆိုရင်မိတ်ဆွေတို့နဲ့ပန်းချီဆိုရင်လေးလိုက်ရင် subscribe လေးနှိပ်ထားပြီးပါလိုက်ရင် subscribe လေးနှိပ်ထားမှာကျွန်တော်တင်တဲ့ခဏနိုင်ကိုအာအချိန်နဲ့တပြေးညီပေါ့နော် ဝင်ကြည့်လို့ရမယ်အဲ့လိုမျိုးပါကျွန်မအင်္ဂါအဲတနေ့တကယ်လို့အင်္ဂါလေးအတွက်ကိုတင်မယ်ဆိုရင်တနေ့ကလေးညကလေးတင်ပြီးလေးရှိပါတယ်ဝင်ကြည့်ပါ ဒီလိုခေါင်းလောင်းလေးကိုနှိပ်ထားမယ်ဆိုရင်တော့အချိန်နဲ့တပြေးညီရရမှာဖြစ်ပါတယ်တွေ့ရမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မလားပတ်မကြည့်ဆိုရင်ကျွန်မရဲ့မိတ်ဆွေတွေကျွန်မရဲ့အဲမိတ်ဆွေတွေအနေနဲ့ပေါ့နော်လိုက် subscribe လေးနှိပ်ထားပေးပါကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကဲဒီကလေးကတော့ဈေးကွက်ပေါ့နော်တနင်္လာနေ့တိုင်းဈေးကွက်ပေါ့နော်အော်တနင်္လာနေ့တိုင်းဈေးကွက်က 3 ki ဟာရှောက်ဝမ်းချိန်ပါเนาะဒါကတော့ ki ဖြစ်ပါတယ်ဒါကတော့ဝမ်းချိန်မှာနောက်ပြီးရင်အာဒီမှာရဲ့ဘက်ကွဲစိုက်ကဝမ်းချိန်ကနှစ်တလုံးသုံးမဟုတ်တစ်တလုံးပေါ့เนาะဒါလည်းဝမ်းချိန်ပေါ့เนาะဒါပေမဲ့တနေ့တော့နေမှသိခေါင်းထဲအောင်မထည့်ပါနဲ့ တကယ်လို့ကြာရင်တော့တကြိုက်ပေါ့ဒီမှာတော့သုံးရှိတယ်ဆိုတော့ကျွန်မမွေးရမယ်ခဏပေါ့နော်တပတ်စာမွေးရမယ်သုံးနဲ့ပတ်သက်ထားလို့ပြီးမယ်ပေါ့နော်ပတ်စာမွေးပေါ့နော်မွေးရမယ်ခဏတမို့ဝတ်ဒိထားမယ်ခဏပေါ့နော်အဲ့ဒါပါလဲဆိုရင်တပတ်စာမွေးတိပေါ့နော်ကိုတုံးကြိုက်နေတဲ့နေ့ဆိုတုံးနဲ့ပတ်သက်ရင်ဒီထက်ကကျွန်မရှာယူရင်ကနေလေးတွေထိုးပါအဲ့ဒါပါလေဆိုရင် ဟိုးညင်ပတ်တည်းရ52ကိုမွေးဆိုတာလေ19လာပြီးပါရင်တော့90မလာပြီဒါကြောင့်မလို့ပါဝါကြရင်90ကိုထည့်တော့ပါဒီတစ်ပတ်ထဲမှာနောက်ပြီးရင်ဒီမှာပေးခြင်းနဲ့3လဲဆိုင်နဲ့ကတန်းနေပေါ့နော်တစ်ပတ်စာသတိထားနိုင်တယ်30 30 33 34 35 36 37 38 39 3033ပေါ့เนาะ3033အဲ့ဒါလေးတင်းရဆိုင်ရပါမယ်ဒီ3ခွက်ပေါ့เนาะ3ခွက်အပြင်ရှင်းနဲ့ဆိုင်နဲ့ကနန်းကရှင်းနဲ့ဆိုင်နဲ့ကနန်းကရှင်းက80ပေါ့เนาะအဒီနှစ်ခွက်ဒီမှာအကြိုက်ဆုံးကတော့ရှောင်းနှစ်ပါရှောင်းနှစ်ရဲ့13ရဲ့ဖြစ်ပါတယ် အပူကတော့အပူကဗအပူကလေမိတ်ဆွေတွေနေနေအပူတကယ်လို့ထိုးခြင်းခုံခုံပေါ့နော်ခုံခုံကိုထိုးထားပါခုံခုံမဲ့ကျွန်မပေးပါမယ်ပြီးခဲ့ပါကလည်းခုံခုံလို့မှန်းပေးတာကခုံခုံမလားလိုက်ဘူးပေါ့နော်တကယ်လို့ပူချက်တယ်ဆိုရင်ခုံခုံလို့တစ်တစ်တော့ပေါ့နော်အဲ့လိုမျိုးထိုးပါအင်းအင်းတော့ခုံခုံတော့တုံးတုံးတစ်တစ်ပေါ့နော်အဲ့လိုမျိုးကြီးကောင်းပါလေဟေးတလေးတော့ ါလေးကတင်းလာနေတိုင်1 chain ကီးပေါ့နော်ဒီ1 chain ကြီးကလည်းဒီ dark key ပေါ့နော် key ၃လုံးဒီမှာဆိုရင်ဒီမှာ1ဒီမှာ2ပေါ့နော်ဒီကဥစားပေးရမှာတော့ဒီအလဲဒါသမအလဲဒီဒီဒီ AI ပေါ့နော်အဲ့ဒါတွေကအာဒီတလုံးစင်စင်မစင်ဒီတလုံးပေါ့နော်အဲ့လိုပုံမျိုးအဓိကတော့ကြီးကြီးတန်းဒီ၃လုံးပေါ့နော်အဲ့လိုပါမျိုး ီနှလုံးကလည်းအရေးကြီးတယ်လို့ဒီဘက်ကတော့လည်းအရင်ကြည့်ရပေါ့နော်နေ့တိုင်းစဉ်းစားတာကျွန်မရဲ့မိတ်ဆွေဆိုရင်တော့တော်တော်လေးတောင်ကြည်တက်နေလောက်ပြီပေါ့နော်ဒီဈေးကွက်ကိုလေဈေးကွက်ကိုတော်တော်လေးတောင်ကြည်တက်နေလောက်ပါပြီဘာဖြစ်လို့လဲဆိုတော့သူကဝမ်းချင်းရဲ့ကီးရဲ့အများတန်းတွဲထွက်နေရှိတယ်ဒါမှမဟုတ်လက်တက်ဆိုင်တဲ့ကဝမ်းချင်းနဲ့အဘွားလက်ဝမ်းချင်းနဲ့တွဲရင်လည်းတွဲတယ်မတွဲရင်ဘက်ကကီးနဲ့လည်းတွဲတယ်ပေါ့နော်အဲ့လိုပုံမျိုးပါဒါရင်ဒီရလေးကတော့ကျွန်မတပတ်စာခံမှန်းပြီးတော့လေကွက်ကလေးပေါ့နော်သုံးနဲ့ပတ်သက်ရင်တနင်္လာနေ့ကို အာသုံးချစ်ဝမ်းချင်းလည်းရှိတယ်ပေါ့နော်သုံးချစ်ဝမ်းချင်းဆိုတော့ညီမလည်း၃ဆိုတော့ကျွန်တော်တို့တနင်္လာနေ့ကို၃ကိုဂရုစိုက်ပေါ့နော်အဲ့လိုပုံစံမျိုးပဲပြည့်ရမှာပါဒါကြောင့်မလို့၃နဲ့ပတ်သက်ရင်တကယ်လို့ဖူးကျင်တဲ့လူက31333လေးကိုထည့်တယ်ပြီးတော့ဖူးပြီးပါဒါလေးကတော့အဖေကနေတိုင်းဒါလေးကတပတ်စာထည့်တယ်ပြီးတော့ဆော့သွားပေါ့နော်ပြီးရင်ဒီကလေးကတော့တပတ်စာကတ်ပေါ့နော်ဒါဒီကနေတိုင်းနော်ဒါနေတိုင်းခေါင်းတွေအရင်မထူပူသွားပါနဲ့ဒါကနေတိုင်းနေတိုင်းမှာကိုက ဒီဟာလေးပေါ့နော်ဥစားပေးကြည့်ရမှာဒီထဲကအဲ့အောင်မှာတပတ်အတွင်းကိုဒီဟာလဲကိုမဝမ်းချင်းနေနဲ့သွားသွားပြီးတွေ့တဲ့အရှင်ဆုံးဒီထဲကခဏလေးတွေကိုပို့ထိုးပေါ့နော်ဒါလေးကတော့တပတ်စာကတ်ဖြစ်ပါတယ်တပတ်စာကတ်ကလေးက update ပေါ့နော်ကျွန်မ update ကလေးရေးပေးထားတာက3900နော်အားမြို့တော့ဆိုရင်သူအပူလာမယ်ဆိုတဲ့သဘောမျိုးပေါ့နော်ငါငါပဲထိုးထိုးခုံခုံမဲ့ထိုးထိုးပေါ့နော်တုံးညတုံးညထိုးရင်တော့ထိုးပေါ့အဲ့တော့အဲ့လိုမျိုးလာမှာပါဒါကြောင့်မလို့အော် တနင်္လာအင်္ဂါမှာ38ပုဂ္ဂိုလ်ဆိုင်ဘူးမကျော်6တလုံးနဲ့ရှိရတယ်68 63ပေါ့နော်အဲ့လိုပုံစံမျိုးဒီမှာဆိုလဲ63ပေါ့နော်အဲ့လိုပုံစံမျိုးဒီမှာဆိုလဲ63ပေါ့နော်အဲ့လိုမျိုး6နဲ့ပတ်သက်ထားဆိုရင်62 63ပေါ့နော်အဲ့လိုမျိုးလေးပြီးဆိုင်ကမှာဘူးဘူးချပြီးအဲ့တော့ပါမယ်။အမ်ညီကိုလည်းရှိနေနော်။နောက်နောက်ပတ်တယ်လေ။နောက်ပတ်တယ်လေညီကိုရဲ့ အပူရပါသွားရပေါ့နော်အဲ့တုံးကတော့ထည့်ပြီးတော့ဆော့ထားတာမှတ်ပါလေတခုကတနင်္လာနေပြီးတော့အင်္ကာပေါ့နော်တနင်္လာအင်္ကာမှာရှင်မတို့ရှစ်ရှောက်လေးโอเค ဟုတ်ကဲ့အများကြီးမတက်နိုင်တဲ့လူတွေကဒီဟာလေးကိုထိုးဒါလေးတွေကိုတွဲထိုးပါဒီမကူကိုတွဲထိုးပါတနည်းမနည်းကိုဒါမကူကိုတွဲထိုးဒီဟာလေးရကြတော့อืมအဲ့ဆိုရင်ဒီမကြီးမကြီးနော်ရှစ်တော့မရှောက်အဲရှောက်နေပဲဒါကိုတွဲနော်ကြည့်ရမယ်ဆိုရင်ဒီမှာလည်း၃ရှစ်ရှောက်တလုံးဒီတွဲထဲမှာဆိုလည်းရှောက်ရှစ်တော့နော်အဲ့ဒီမှာဆိုလည်း၃ရှစ်ရှောက်၄ဆိုတော့ 638ပါနော်အမျိုးလေးထိုးပါဒီနေ့တိုက်ထဲမှာဆိုလည်း63ပါနော်အားမျိုးလေးရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မရဲ့မိတ်ဆွေကြီးကျွန်မရှင်းတဲ့ကြပါသေးရှင်ကျွန်တော် channel ကို like subscribe နေပြီးတဲ့လူတွေအားလုံးတော်ရှင်းတိတိုင်းကျေးဇူးတင်ပါတယ်ရှင်